အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ငွေကိုရေလိုသုံးနိုင်ပါစေဆိုတဲ့ရည်ရည်လေးမြောက်ပေးမှာဖြစ်ပါတယ်ဒီရည်ရည်လေးကတကယ်ကိုထူခြားသိသာစွာအဆင်ပြေခဲ့တဲ့မိတ်ဆွေများကြီးရှိခဲ့ပါတယ်ပြီးခဲ့တဲ့တစ်လလောက်ကကျွန်တော်မိတ်ဆွေများကိုဆန်းသက်ခိုင်းကြရတကယ်ထူခြားပြီးအဆင်ပြေလာကြောင်းလာပြန်ပြောလက်တွေ့လိုင်းပေါ်မှာရှိတဲ့ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးအားလုံးကိုလည်းအဆင်ပြေခြင်းနဲ့စိတ်ဆန္ဒအလို့ငါပြန်လည်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျာ အဲ့တော့ကျွန်တော်တို့ငွေကိုရေလိုသုံးနိုင်ပါစေဆိုတဲ့ခေါင်းစဉ်လေးနဲ့ရေရရာစင်လေးပုံတော့ဒါလေးကိုလုပ်ဖို့အတွက်ကလည်းအရင်ကလွယ်ကူလုံးလာပါတယ်ပထမဆုံးကျွန်တော်တို့ကဘာလေးလုပ်လဲဆိုတော့ကျွန်တော်တို့ရဲ့ရေအိုးပေါ့ကျွန်တော်အုံနေကျွန်တော်အိမ်နေမှာရေအိုးရှိရင်လုပ်လို့ရပါပြီအဲ့တော့တချို့မျိုးပုံတချို့မျိုးပုံပေါ်မှာ တချို့မြို့ပေါ်မိတ်ဆွေများကတော့တချို့အိမ်တွေမှာရေအိုးတွေမတွေ့ရတော့ပါဘူးတချို့အိမ်တွေမှာဆိုရင် water cooler တွေပဲသုံးကြတာဆိုတော့အဲကျွန်တော်တို့တွေအဲ့ဒါတော့ကျွန်တော်ချွင်းချက်ပေါ်တော့ရှိရှင်တော်ဆရာကြီးများကတော့ရေအိုးကိုပဲအသုံးပြုခဲ့တာဖြစ်လို့မလို့ကျွန်တော်တို့ဒီနေ့မှာတော့ရေအိုးရှိတဲ့အိမ်တွေကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်အဲ့တော့ရေအိုးရှိတဲ့ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့တွေအဲ့ရေအိုးထဲကိုကျက်စီပြားတပြားထည့်မယ်အဲ့တော့ကျက်စီပြားလေးကကျွန်တော်တို့တွေရေလေးပြောင်းတော့တန့်ရှင်းတော့ဆေးနော် ာကြောင့်လို့ဆိုကျွန်တော်တောက်အောင်မဟုတ်အဲ့ကျက်စီပြောက်ပြောင်းနေအောင်စင်းမယ်ပြောင်းနေအောင်စင်းပြောင်းနေအောင်စင်းလုံးဝ special ပြောင်းတော့စေးပြီးပြီဆိုတာနဲ့အဲ့အဲ့ကျက်စီပြားလေးကိုကျွန်တော်တို့ကကင်ပြီးတော့ဂါရာကို38ခေါက်ရွတ်မယ်ဂါရာလည်းလွယ်ပါတယ်အုံအရန်လာပန်တိတိအုံအရန်ပီယံတိတိအုံအရန်ဒဏ္ဍန်တိတိအုံအရန်လာပန်တိတိအုံအရန်ပီယံတိတိအုံအရန်ဒဏ္ဍန်တိတိအုံအရန်လာပန်တိတိအုံအရန်ပီယံတိတိအုံအရန်ဒဏ္ဍန်တိတိဆိုပြီးတော့38ခေါက်ရွတ်လိုက်မယ်ဗျာ 38ခေါက်ရွတ်ပြီးတော့ HS HSC ကိုရေဦးတဲ့ကိုထည့်ထလိုက်ပါဗျာရေဦးတဲ့ကိုထည့်ထလိုက်ပါရေတို့ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေရေတို့ထည့်ပြီးဆိုလို့ရှိရင်တော့ပြီးပြီပြီးပြီဆိုလို့ရှိရင်အဲရေအိုးမှာငွေကိုရေလိုသုံးနိုင်ပါစေစုပြီးတော့ရေးမယ်ဗျာအဲ့တော့ရေးမယ်ဘာနဲ့ရေးမလဲမြေပြူနဲ့ရေးပါ ထုံးနဲ့ရေးပါအဲ့နှမျိုးနဲ့ရေးလို့ရပါတယ်အဖြူအောင်ပဲဖြစ်ရပါမယ်ဒါမှမဟုတ်အဖြူအောင်ဆေးတွေရှိနေအဖြူအောင်ဆေးနဲ့ရေးလို့ရပါတယ်မုတ်ဆေးလည်းရပါတယ်အဲ့တော့ရှေ့ရှေ့တုန်းကတော့ထုံးနဲ့ရေးကြတာပေါ့နော်အခုလိုမျိုးမုတ်ဆေးတွေပါတယ်မပေါ်သေးတော့လေအဲ့တော့ရှေ့တုန်းကတော့ထုံးနေရေးနဲ့ရေးပါတယ်မြေပြူးနဲ့ရေးလည်းရပါတယ်အဖြူအောင်ဖြစ်ရင်ပြီးတာပါပဲဘယ်လိုရေးမလဲငွေကိုရေလိုသုံးနိုင်ပါစေဆိုပြီးတော့ဒါလေးပဲ အဲ့ဒါလေးကိုကျွန်တော်တို့ကရေတောက်ကနေနဲ့အဲ့ဒါလေးကိုဖတ်ပေးရမှာဖြစ်ပါတယ်၃កောက်၃កောက်ဖတ်ပေးမယ်။အော်ငွေကိုရေလိုသုံးနိုင်ပါစေ။ရေတောက်ခါနေနဲ့တောက်ခါနေကတရက်ကိုရေပဲနှခါတောက်လဲ၃កောက်တောက်ရင်၃កောက်ပြောပေါ့ဗျာ။ကိုယ်အလုပ်တွေသွားနေရလို့ရေမတောက်ဖြစ်လို့ဆိုလို့ရှိရင်အဲ့ရလူလေးရေတောက်တာပဲ။အဲ့ကလူလေးပြောခိုင်းလို့ရပါလေ။ငွေကိုရေလိုသုံးနိုင်ပါစေ။ငွေကိုရေလိုသုံးနိုင်ပါစေ။ငွေကိုရေလိုရေလိုသုံးနိုင်ပါစေ။၃កောက်ပဲ။ရေတောက်တိုင်းတောက်တိုင်းမှာအဲ့ဒါလေးကိုကြည့်ပြီးတောက်လို့ရတယ်။ အဲ့ဒါလေးကိုယူပြီးတောက်အဲ့ဒါလေးကိုဖတ်ပြီးတောက်လို့ရလေအဲ့တော့တောက်ပြီးမှဟိုဒီဟာလေးကိုဖတ်ပြီးမှတောက်လို့ရတယ်အဲ့တောက်ပြီးမှဖတ်လို့ရလေကိစ္စမရှိပါဘူးအဓိကရေတောက်တယ်ဆိုရင်ရေတောက်ပြီးရေတောက်တယ်ဆိုရင်ဖတ်ပြီးဖတ်ဖို့ကအဓိကပါပဲဒီဟာမျိုးလေးလေအဲ့တော့တတလားလောက်ကြာတဲ့အခါမျိုးမှာတကယ်ကိုထူးခြားသိလာတယ်ငွေကြီးအတွက်အဲ့လိုမျိုးပေါ့နော်အဆင်ပြေလာတယ်ငွေကြီးအတွက်ပူပင်စရာလည်းမလိုတော့ဘူးတော့အနေသူကိုယ်ကခက်ခဲတွေဖြစ်နေတော့မှာပဲကိုကြီးမိတ်သူကဟိုကပေါ်လာလိုက်ဒီကပေါ်ပေါ်လာလိုက် ့အဲကိုကအလုပ်အဆင်မပြေထင်တဲ့အရာတွေကကိုကအဆင်ပြေလိုက်ဒီကအဆင်ပြေလိုက်အဲအလိုပုံမှန်ငွေတွေအရင်တော့ချစ်ချုပ်ကုတ်ချက်ပြီးတော့တော့ရတယ်တချို့အရာတွေဆိုတော့တော့တော့မရဘူးတချို့တော့ချင်းမှာတော့လဲငွေမရှိတော့မှမတော့ရတဲ့အခြေအနေမျိုးတွေရှိတယ် အဲဒါကျွန်တော်မျိုးလို့လေဒီလိုမျိုးလေးလုတ်ပေးခြင်းရပြီကျွန်တော်ငွေကိုရည်လိုသုံးနိုင်တယ်ငွေကိုတကယ်ပဲကိုအစိတ်ကြိုက် သုံးနိုင်လာတယ်ပေါ့နော်ငွေကိုငွေသုံးတာနော်ကျွန်တော်ငွေဖြုံးတာမဟုတ်ဘူးတချို့ကငွေငွေဖြုံးတဲ့လူကများတယ်ဒါကြောင့်မလို့ကျွန်တော်လည်းအသုံးနဲ့ဖြုံးလေးလေကိုယ့်ကိုတေချာလေးစဉ်းစားပေးပေါ့နော်တကယ်လိုအပ်လားဘယ်လောက်ထိလိုအပ်လဲဘယ်တိုင်းတိုင်းလိုအပ်တယ်တကယ်လိုအပ်ပြီဆိုမှပဲဝယ်တဲ့ကျွန်တော်သုံးတဲ့ပါတယ်ပေါ့နော် ဟုတ်ပြီအဲ့လိုမျိုးဆိုရင်ရှင်ငွေလိုတကယ်သုံးနိုင်ပါတယ်ဗျအဲ့ငွေကိုရီလိုရီလိုသုံးသလိုပဲကို့အတွက်ကျွန်တော်တို့တွေကို့လိုတာလေးတွေတကယ်အမှန်တကယ်လိုတာလေးတွေကိုတကယ်ဝင်နိုင်ခဲ့ပါတယ်အဲကြောင့်မေးစမယ်လဲလွတ်လို့ရပါတယ်ဒီနေ့မှရေအိုးလေးလဲလို့ရှိရင်လည်းရေအိုးလေးလဲမင်းအဲ့ကျက်စီလေးကိုအဲ့ကျက်စီပြားလေးကိုတေချာလေးကင်ထုတ်ထားပါတော့ထုတ်ပြီးရေအိုးလဲလဲပြီးတော့အဲ့ကျက်စီပြန်ထည့်မယ်ဆိုလို့ရှိရင်ခုနကလည်းပဲ39ခေါက်ထည့်ယူပြီးမှထည့် ရေရုပ်တစ်ခါလိုင်လိုင်းလိုင်လိုင်းကြက်ကြက်စီလေးကိုတေချာပြောင်းနေအောင်ဆေးပြီးတစ်ခါသုံးသက်ခုံထပ်ယူပြီးတစ်ခါရေရုပ်တွေပြန်ထက်အဲ့လိုမျိုးလေးလုပ်ပေးမယ်နော်အဲ့လိုမျိုးလေးလုပ်ပေးမယ်ကျွန်တော်တို့ရေရုပ်လဲလဲတိုင်းလဲတိုင်းမို့နော်လဲလဲလဲတိုင်းကြက်စီပြားလေးတေချာထုတ်ပြီးရစေတေချာလေးပြန်ယူပြီးတော့ပြန်ထက်အဲ့လိုမျိုးလုပ်ပေးမယ်အဲ့တော့ဒီဟာလေးကိုတစ်လအတွင်းမှာထူးခြားတည်သာလာပါလိမ့်မယ်အော်ဘလိုလူတွေထူးခြားသိတာလားလဲဆိုတော့ကျွန်တော်တို့တွေကျွန်တော်ကျွန်တော်မိတ်ဆွေလင်းကားဆယ်ဦးစမ်းခဲ့တဲ့အထဲမှာအဲ့တော့ ိုထီပိုထူကြတိတဲ့လူကြတော့အိမ်မှာလူများလူပါပိုထူကြတိတဲ့တာကိုကျွန်တော်တို့တွေ့ရတယ်အိမ်မှာလူများလဲလူဆိုရင်ပိုအဆင်ပြေတယ်လူမများလဲကိစ္စမရှိပါဘူးတချို့နေရာဆိုဆက်ယုံနေဆိုရင်ပိုတော့ကောင်းသေးတယ်နော်ကျွန်တော်ကျွန်တော်ကျွန်တော်မဆွေကျွန်တော်မဆွေဆိုလို့ရှိရင်သူကကျွန်တော်တွေဒီရက်တောင်လေးတွေပေါ့နော်အိမ်တွင်းမှုလေးတွေသူလောက်တာအိမ်မှာသူ့ရဲ့အလုံးစုံမှာ15ရက်လောက်ရှိတယ်အဲ့15ရက်လောက်လောက်ရှိတော့ကျွန်တော်လာပြောတယ်ပေါ့နော်ဟာ ိုတိုက်ရည်တဲ့ငွေကြေးတွေလတ်တာလဲလဲပတ်ပတ်လေးနဲ့အဲ့လိုမျိုးဝဲချမ်းတာအဆင်ပြေအောင်နဲ့ပစ္စည်းတွေထပ်ပြီးတော့ထပ်မှန်နိုင်အောင်ထပ်ဝဲနိုင်အောင်နဲ့ကုန်ချင်းလေးလေးရှာနိုင်အောင်လို့နည်းနည်းငွေငွေကိုအဲ့လိုမျိုးအခုကတော့ချင်းချင်းနေရတဲ့အများကြီးတော့ဝဲလို့မဝဲရဘူးပေါ့နော်အဲ့လိုခက်ကလာခက်ကလာကောငွေငွေမရှိတာဟုတ်ဆိုတော့ဟုတ်ပြီတော့အဲ့ဒါဆိုဒီဟာလေးလုံလိုက်လို့သူပြောလိုက်တော့ကျွန်တော်ပြီးခဲ့တဲ့ရက်ကတော့ဖုန်းပြန်ဆက်တယ်အခုကိုတိုက်ရည်တဲ့အဲ့ငွေကိုရည်လို့သုံးတဲ့ရက်တည်းဟာလေးကတော်တော်အဆင်ပြေတယ်တဲ့အခုဆိုလို့ရှိရင် အော်ဒါတွေကြတာတော်တော်များပြီတဲ့ခိုင်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 ဆိုရင်ပစ္စည်းကျန်ဟုတ်တဲ့ဆက်ကတင်မှုတော့ပဲဝယ်နေတာတဲ့အခုဆိုလို့ရှိရင်အစိတ်ဖိုးလောက်အစိတ်ဖိုး20ဖိုးလောက်ဝယ်နေသွားပြီတဲ့တော်တော်လေးအဆင်ပြေလာလဲဆိုပြီးလာပြီးပြောလဲအတွက်ဒါကြောင့်ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းအသုံးလုံးလည်းမိတ်ဆွေမယ်အသုံး၃၆လို့ရအောင်မြောက်ပေးခြင်းဖြစ်ပါတယ်။အဲ့ဒီနေ့မှကျက်စီပြရှာမရောက်ဆိုတဲ့မိတ်ဆွေတွေတချို့တချို့ရှိတယ် ြည်ပတ်မှာတော့ပေါ်တာပေါ့နော်ပြည်ပတ်မှာတော့ကျက်စီပြအပေါ်ဆုံးပဲ10မိနစ်သုံးတော့ဟိုအဲ့တော့ကျွန်တော်ပြူတွင်းမှာတော့အရင်အရင်တုန်းကတော့ရွှေထီဆောင်းခဲ့တာဆိုတော့အရင်တော့တော့သုံးခဲ့တာပေါ့ဗျာအခုတော့လဲအဲကျက်စီပြထွန်းနေရတော့ရှားသွားတာတော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်ကျက်စီပြရှိတဲ့အိမ်တွေအများကြီးရှိပါတယ်အဲ့တော့ဖျားလေးမှာလဲသွားဝယ်လို့ရပါတယ်ပေါ့နော်ကျက်စီပြတပြားဆိုရင်လည်းဝယ်လို့ရပါတယ်ခဲအားလုံးပဲအဆင်ပြေပါစေခဲကျွန်တော်မဲဆယ်ခုနသားသမီးအားလုံးလဲငွေကိုရေလို့သုံးနိုင်ကြပါစေအလူတန်းတွေလည်းလုံးနိုင်ကြပါစေဗျာအဆင်ပြေလဲ like subscribe နေပြီအပိတ်ခဲ့ပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ